အမြောင်မီနှခေါဝင်ကတကယ်ရောဂမ်ဘီယာတိတ်တိတ်ဝင်ပစ္စည်းတခုဖြစ်လာနောက်ပြီးတော့ဘယ်လိုနေရာမျိုးတွေမှာသူ့ကိုအတုံးချမှာလဲဘယ်လိုနေရာမျိုးတွေမှာသူကအတုံးတဲ့တာလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်ကျွန်တော်တို့မြန်မာဆိုရိုးစကားမှာဂမ်ဘီယာတိတ်တိတ်ဝင်ပြည်စီတခုဖြစ်တဲ့အိမ်မြောင်မီနှစ်ခွက်ကြောင့်မို့ဒီနေ့ကျွန်တော်ပြန်လည်ပြီးတော့ပြောပြပေးချင်ပါတယ်။အိမ်မြောင်မီနှစ်ခွက်ဝင်ကတကယ်ရောဂမ်ဘီယာတိတ်တိတ်ဝင်ပြည်စီတခုဖြစ်လား။ နောက်ပြီးတော့ဘယ်လိုနေရာမျိုးတွေမှာသူ့ကိုအတုံးချမှာလဲဘယ်လိုနေရာမျိုးတွေမှာသူကအတုံးတက်တာလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်။အိမ်ရောင်မီနှုတ်ခွလို့ပြောလိုက်တာနဲ့ကျွန်တော်တို့လူအများစုကသိထားကြတာကကြာကျွန်တော်တို့တွေဂမ်ဘီယာဝင်ပစ္စည်းတခုလို့သိထားကြတယ်။နောက်ပြီးဒီအိမ်ရောင်မီနှုတ်ခွလက်လာပါလေကောင်းတယ်လို့ကျွန်တော်တို့မြန်မာလူမျိုးတွေကအများသောအပြည့်သိထားကြတယ်။နောက်သူကဘယ်လိုနေရာမျိုးတွေမှာအတုံးချတာလဲဆိုတော့ကျွန်တော်တို့ဒီအယောင်းဝဲနေရာမျိုးတွေမှာ ရောင်းဝယ်ပဲဖြစ်ဖြစ်ကားရောင်းဝယ်ပဲဖြစ်ဖြစ်ခြံရောင်းဝယ်ဖြစ်ဖြစ်ပေါ့နော်တကယ်ဒီအိမ်မြောင်မိနှုတ်ပွဲရှိကြတယ်ဆိုရင်ရောင်းဝယ်ကောင်းတယ်လက်လာပါကောင်းတယ်ဆိုလို့ဒါမျိုးလည်းကျွန်တော်တို့တွေတည်ထားကြတယ်နောက်ပြီးတော့ကျွန်တော်မျက်နှာပွင့်တယ်လို့လည်းကျွန်တော်တို့တည်ထားကြတယ်နော်ဒီအိမ်မြောင်မိနှုတ်ပွဲရှိတယ်ဆိုရင်ကျွန်တော်တို့တွေဒီဈေးတွေပါရောင်းတယ်ဆိုရင်ရောင်းကောင်းတယ်လို့လည်းတည်ထားကြတယ်ဒါတွေကတကယ်ရောဟုတ်ရလားတကယ်ရောဖြစ်ရလားတကယ်ရောကောင်းရလားဆိုတာကိုဒီနေ့ပြီးတော့မှကျွန်တော်အသေးစိတ်လေးကျွန်တော်ပြန်နေပြီးတော့ share နေလို့ဝင်မှာပေါ့နော်အရင်တော့အိမ်မြောင်မိနှုတ်ပွဲကိုတွေ့ခဲ့တယ်ဆိုရင်ကျွန်တော်တည်ထားတာတော့နော် ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်လူကြီးလူငယ်မျိုးပြအတင်းကိုလိုက်ပြီးတော့ဖမ်းကြတယ်တားလိုက်တော့ဖမ်းကြတယ်လွတ်သွားမှဆိုလို့ပျောက်သွားမှဆိုတာနဲ့ဖမ်းကြတယ်ပေါ့ဖမ်းပြီးရင်သူတို့ဘာလုပ်ရလဲဆိုတော့ ကျုပ်ကူတသေးလေးလေးကိုထည့်တယ်ကျုပ်ကူအသေးအကြီးစားပေါ့နော်အိမ်မြောက်အရွယ်စားပေါ့မူတည်ပြီးတော့ကျုပ်ကူတွေထည့်တယ်ထည့်ပြီးသွားလို့ခါမှာအဲ့ဒီအမွှေးနှက်သားရည်တွေနဲ့ထည့်ပြီးတော့ကျွန်တော်တို့ကိုလိုကိုလိုချင်တဲ့ပုံစံမျိုးကိုကျွန်တော်တို့စီရင်ကြတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပဇင်းစားတက်လို့ခါကြရင်တိမ်ဝင်ရတယ်အဲ့တိမ်ဝင်လို့ခါမှာအဲ့အိမ်မြောက်မင်းတို့ကလေထည့်ပြီးလိုက်တယ်ဆိုရင်ပုံပြီးတော့တိတ်ထိမြောက်တယ်ဆိုပြီးတော့လေအခုလိုမျိုးဆွဲရည်လေကျွန်တော်မြင်မှပြင်မှအများကြီးကျွန်တော်တို့တွေ့မြင်ရတယ်နောက်ဘလို့နေရာတွေမှာသုံးလာဆိုလူငယ်တော်တော်များများအိမ်မြောင်မင်းတို့ကလိုချင်ကြတဲ့သူတွေရန်ကုန်မှာများတယ် ဘာကြောင့်လဲဆိုအိမ်မြောင်မင်းတို့ကဟိုစော့ကြည့်ရပေါ့နော်စော့ကြည့်တယ်မျက်နှာကြည့်တယ်ပွင့်လင်းတယ်ပြောသမျှကိုဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့လူငယ်တွေလည်းအများကြီးသိတာကြတယ်ဒါတွေကတော့အမှန်မှန်တကယ်တော့မဟုတ်ပါဘူးကျွန်တော်ပြောချင်တယ်နော်အိမ်မြောင်မင်းတို့ကမှတကယ်တဲ့အဆွမ်းရှိလားမရှိလားဆိုတော့လေဒါသုံးဖို့တူပဲသိမယ်လို့ထင်တယ်ဒီရင်တော့ကျွန်တော်လူပြောပေါ့စားတော့နော်ပေါ့နော်25နှစ်လောက်တော့အိမ်မြောင်မင်းတို့ကကျွန်တော်ဆိုရင်နှစ်ကောင်းတော့ရခဲ့ဘူးလေ ထူးထူးခြားခြားတော့ပါမှကျွန်တော်မတွေ့ရဘူးကျွန်တော်တီကျွန်လို့လူကိုကျွန်တော်မေးကြည့်တာတော့အရင်ဆုံးအမြောင်မင်းခွာရခဲ့တယ်ဆိုရင်ဘာလောက်အောင်မလဲဘာဖြစ်လဲဆိုတော့ကျွန်တော်ကဘယ်လိုပြောလဲဆိုတော့အမြောင်မင်းခွာရခဲ့တယ်ဆိုရင်အရင်ဆုံးကတော့ကိုကအာဟုသူစဖြစ်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာတရားနေနဲ့ကြည့်မှာဆိုပါတာတိပါတာကံဆိုတာကျွန်တော်တို့ကျူးလွန်သွားပြီပေါ့နော်သူ့အတောက်ကိုကျွန်တော်တို့စတတ်တယ် တချို့သောလူတွေကြတော့ဒီအမြောင်မင်းခွက်ကိုတခါတည်းမတက်ပဲနဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီဖန်ပလင်းလေးတွေထည့်ထားတာရှိတယ်နောက်ပြီးကြုတ်ဘူးလေးတွေတဲ့ကိုအရှင်လိုက်ထည့်ထားတာရှိတယ်သူ့အလိုလိုတည်သွားတာကိုသူတို့တကြလိုချင်ကြတယ်တချို့သောလူကြတော့တခါတည်းတက်လိုက်တော့တက်ပြီးတော့ကျွန်တော်နေရောက်လှမ်းတယ်တို့မဟုတ်ကျွန်တော်တို့တခုခုနဲ့ကျွန်တော်တို့စိတ်နာရတယ်ပေါ့နော်ကျွန်တော်ဒီအိမ်မောင်မင်းတို့ကရခဲ့တော့လားဆိုတော့ကျွန်တော်လည်းအဲ့ဒီဇာတ်ကားတွေနားယောင်ပြီးတော့ကိုကလည်းခက်ခက်ငယ်ပဲရှိတော့အဲ့ဒီဇာတ်ကားတွေနားယောင်ပြီးတော့အရှင်လက်လက်နေပူကြောက်လှမ်းခဲ့လှမ်းခဲ့တယ်လှမ်းပြီးတော့ကျွန်တော်ထားခဲ့တယ် ဒါပေမဲ့တိတ်မကြောက်ဆိုကျွန်တော်တို့မှမထိုက်တန်လို့လားဘယ်လိုလဲလို့မသိဘူးကျွန်တော်နေကြောင်းလမ်းတွေတော့မှခါချင်းကောင်တွေကလာပြီးတော့ဆွဲသွားတယ်လာပြီးတော့စားသွားတော့ ID တွေကကျွန်တော်မရတော့ဘူးနောက်ထပ်တက်ကောင်ထပ်ရတာကြတော့ကျွန်တော်ဘုလိုမျိုးကျွန်တော်ထပ်ပြီးတော့လုပ်တယ်ဘာမှထူးခြားမှုတွေကျွန်တော်မှမရှိပါဘူးဒါအရှိယစကားအစွဲတွေလည်းကျွန်တော်ထင်ပါတယ်အိမ်မြောင်မိနှုတ်ကဖြစ်ပေါ်လာပုံကတော့အများသောအားဖြင့်ကတော့ကျွန်တော်တို့တွေအိမ်မြောင်အမိတွေကပြက်တာလွယ်တယ်အိမ်မြောင်အမိထိတ်လေးတွေအဆက်လေးတွေကပြက်တာလွယ်တယ်ပြက်လွယ်ပြုတ်ခါမှာသူတို့အမိကိုပြန်ထွက်လာလို့ခါမှာတချို့တော့အိမ်မြောင်လေးတွေကြတော့ဒီ နှစ်ခွတ်မျိုးတွေပြရင်တော့ထွက်တတ်တာရှိတယ်အရင်အဟောင်းကလည်းထွက်တယ်နောက်အစ်တလီကလည်းထွက်တယ်အဲ့တော့အိမ်မြောင်မင်းနှစ်ခွတ်လို့လည်းတချို့ကြတော့အစွဲပြုတ်ပြီးတော့ခေါ်ကြတယ်တချို့ကြတော့သူ့အလိုလိုကျွန်တော်တို့လူတွေလောက်မှဒီလက်မှာလက်ပွားလေးတွေတခါကြရင်ကျွန်တော်တို့ပါတာရှိတယ်နော်လက်ပွားမင်းသားကိုကြည့်ပါလက်ပွားမင်းသားမှလည်းဒါမျိုးလက်ပွားလေးတွေပါတာရှိတယ်အိမ်မြောင်မှလည်းအတန်မျိုးပဲသူ့အမိလေးတွေကတချို့ကြရင်ကွဲထွက်လာတာလည်းရှိတယ်အဲ့တော့ကောင်မအိမ်မြောင်မင်းနှစ်ခွတ်ဆိုပြီးတော့ကျွန်တော်တို့ကခေါ်လို့ရှိတယ် ဘလို့လူတွေကဘလို့ဒီဂမ်ဘီယာတိတ်သေးဝင်ပစ္စည်းတစ်ခုလို့တတ်မှတ်လိုက်ရဲဆိုတော့ကျွန်တော်သိချာတော့ကျွန်တော်မသိတော့ဘူးเนาะအဲ့မှာမင်းတို့ကအရင်ဆုံးတွေ့တယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးကတော့အာဟုတုဖြစ်တယ်နောက်ပြီးတော့သူတစ်ပါးကိုကျွန်တော်တို့ညင်းစဲရရောက်တယ်ပြီးရင်ကျွန်တော်တို့တွေဒီကျုပ်ဘူးတွေထဲတာဆိုရင်သူတစ်ပါးရဲ့ဝိညာဉ်ကိုပြောမှဆိုရင်ကျွန်တော်ချုံထောင်တာတို့ဖြစ်တယ်ငရေလေးကြီးတယ်အာဟုတုအရင်ကမှပေါများပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တကယ်တမ်းဖြစ်မြောက်လာတကယ်တမ်းစွမ်းလာတကယ်တမ်း ရခဲ့လာဆိုတော့ကျွန်တော်ကိုတွေ့ပါကျွန်တော်ဘာမှမဖြစ်မြောက်ခဲ့ပါဘူးကျွန်တော်ဘာမှမရခဲ့ပါဘူးစော်လည်းမကြည့်ပါဘူးကျွန်တော်တီတီချဲတီလည်းကျွန်တော်မပေါက်ပါလို့ကျွန်တော်ပြောချင်ပါတယ်အကယ်၍ဒီဗီဒီယိုကြည့်နေလူတွေမိတ်ဆွေတွေတို့လည်းမှအင်းရောနှိမ့်ပွားကြောင်းတီတီချာချာသိတယ်ဆိုရင်အောက်ကွန်မန့်မှာကျွန်တော်ရေးသွားပြီးလို့ရပါတယ်အကယ်၍ကျွန်တော်ပြောသလိုပဲဘာမှကိုမှထူးခြားဝန်မရှိဘူးကိုလုံးမကိုရောင်မခစ်ကြည့်ပါအင်းရောမိနှုတ်ခွာလည်းကျွန်တော်တို့ကိုဘာမှအစွမ်းကိုညီနိုင်မှာမဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်။အိမ်မောင်မီတို့ကလေးတွေတွေ့ရတဲ့ဆိုရင်မတက်ပါနဲ့လို့ကျွန်တော်ဒီဗီဒီယိုကနေကျွန်တော်မြင့်တက်ရက်ခံပါတယ်။